Apple ကွန်ပျူတာတွေသုံးနေဆိုရင်ဘဝကိုပိုလွယ်ကူစေမဲ့အကောင်းစား application တွေလိုရတယ်။ဒီနေ့တော့ application 6ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ပြီးတော့ဒီ application တွေရှိမှသာလို့ဆိုရင်တိတ်အဆင်မပြေသလိုဖြစ်စေပါတယ်။ဒီ app တွေကတင်းရဲ့ system ကို clean up လုပ်ပေးမယ်။ password တွေကိုစီမံခန့်ခွဲနိုင်မယ်။အယောင်တွေကို collect လုပ်နိုင်မယ်။ AI နဲ့စကားပြောနိုင်မယ်။ file တွေကို extract လုပ်နိုင်မယ်။ပြီးတော့အရေးကြီးတဲ့အလုပ်တွေအတွက် remind လုပ်ပေးနိုင်မယ်။အကောင်းဆုံးပိုင်းကတော့အားလုံးကအခမဲ့တွေပါ။ဒါကြောင့် Mac သုံးရတဲ့အတွေ့အကြုံကိုမြင့်တင်ဖို့အတွက်ကျွန်တော်ပြောပြမယ့်အကြောင်းအရာတွေကိုလွဲချော်ခြင်းမတင်ပါ င်ဒီ software လေးကတော့ Mac OS မှာ install လုပ်ထားတဲ့ application တွေကို uninstall လုပ်ဖို့အတွက်ထုတ်ထားတာဖြစ်ပါတယ်ရိုးရှင်းတဲ့ user interface လေးနဲ့တည်ဆောက်ထားပြီးတော့အသုံးပြုရတာလည်းလွယ်ပါတယ်ဘယ်ဘက်ချမ်းမှာဆိုရင် install လုပ်ထားတဲ့ application တွေရဲ့ list ကိုတွေ့ရမှာဖြစ်ပြီးတော့ညာဘက်ချမ်းကတော့ application ရဲ့အသေးစိတ်အချက်အလက်ကိုပြပေးပါတယ် uninstall လုပ်မယ်ဆိုရင်တော့ uninstall လုပ်ချင်တဲ့ application ကိုတစ်ချက် click ပြီးတော့ ညာဘက်အဆောင်နာက trash button လေးကိုနှိပ်လိုက်ရမှာပဲ password တောင်းခဲ့ရင်တော့ mac os user account password ကိုထည့်ပေးရပါတယ်ဒါဆိုရင်တော့ application က mac os system ကနေ install ဖြစ်သွားမှာပါ dark mode ကိုလည်း support ပေးထားပါတယ် menu bar ပေါ်ကနေလည်း run ထားပြီးတော့ကြိုက်တဲ့ချိန်မှာကြိုက်တဲ့ application ကိုမြန်မြန်ဆန်ဆန်နဲ့ uninstall လုပ်လို့ရပါတယ် menu bar ပေါ်မှာ ram နဲ့ icon မျိုးစားကိုလည်းပြောင်းလို့ရပါတယ်ဈေးကတော့လုံးဝအခမဲ့ပါ password ခဏခဏမေးလို့စိတ်ညစ်နေပြီလား ့ Apple user တွေအတွက်ကမ္ဘာအကောင်ဆုံး password manager တွေထဲကတစ်ခုဖြစ်တဲ့ Bitwarden နဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီလိုရှိချင်း user interface နဲ့တိစောက်ထားပြီးတော့ user name နဲ့ password တွေကိုလည်းမှတ်ထားလို့ရပါတယ်။ strong password တွေကိုဖန်တီးဖို့အတွက် password generator ကိုလည်းထည့်ပေးထားပြီးတော့ password ကိုဘယ်လောက်ရှိရှိထားကျင်တယ်လဲဆိုတာကိုလည်းရွေးလို့ရပါတယ်။ special character တွေကိုလည်းပေါင်းစပ်သုံးလို့ရပါတယ်။ password တစ်ခုမှာပေါင်းဝင်တဲ့ကဏ္ဍတွေနဲ့ special character တွေရဲ့အရေးအတွက်ကိုလည်းအတိုးလျှော့လုပ်လို့ရပါတယ်။ password ကို strong ဖြစ်ချင်တော့ special character တွေကိုမြန်မြန်လေးထားသင့်ပါတယ်။ပြီးရင် generic cloud လေးကိုနှိပ်လိုက်မယ်ဆိုရင် strong password တစ်ခုကိုထုတ်ပေးမှာဖြစ်ပါတယ်။မှတ်ထားမဲ့ password တွေအတွက် website link တွေကိုလည်းထည့်လို့ရပါတယ်။ဇင်းနှုန်းကတော့အခမဲ့သုံးလို့ရပါတယ်။ free plan တွေ every device အလုံးကို synchronize လုပ်လို့ရတဲ့ feature ကိုလည်းထည့်ပေးထားလို့ free plan နဲ့တင်ကိုတန်နေပါတယ်။ပြီးတော့အကန့်အသတ်မရှိပါဘူး။ premium plan ကိုလည်းတစ်နှစ်မှာ10ဒေါ်လာပဲပေးရလို့တန်တယ်လို့ပြောလို့ရပါတယ်။သုံးမဲ့ဆိုရင်တော့ Bitwarden website မှာ free account လေးဖန်တီးပြီးတော့တုံးလို့ရပါတယ် App Store မှာခါမဲ့ download လုပ်နိုင်ပါတယ်နေ့ရက်တိုင်းမှာအယောင်နေနဲ့ကင်းကွာလို့မရပါဘူး Mac OS ပေါ်မှာတွေးလိုက်တဲ့နေရာကအယောင်ရဲ့ color ကိုကိုလိုချင် color picker ကိုတုံးရပါတယ်ဒီ color picker application လေးကတုံးခဲ့ဘူးသူများတွေမှာအလွယ်ကူဆုံးနဲ့အယုံရှိဆုံးပါပဲ အယောင်တွေကိုယူဖို့အတွက်ဆိုရင်ကာလာပီကာတူးလေးကိုနှိပ်ပြီးတော့ယူခြင်းတဲ့အယောင်ပေါ်မှာတင်ပြီးကလစ်တစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်ကာလာကိုလေးထွက်လာရင် copy ကူးပြီးတော့ကြိုက်တဲ့နေရာမှာ paste လုပ်ပြီးတောင်းလို့ရပါတယ် App Store မှာအခမဲ့တောင်းလို့လုပ်နိုင်ပါတယ်ကဘာကျော် Microsoft ရဲ့ AI chatbot application လေးဖြစ်ပါတယ်ရိုးရှင်းတဲ့ UI နဲ့တိစောက်ထားပြီးတော့ဖွင့်လိုက်တာနဲ့တည်ကျင်တာတွေကိုတမ်းပြီးမေးလို့ရပါတယ်မေးခွန်းတွေကိုပြန်ဖြေတဲ့အချိန်ကလည်းမြင်ပါတယ် မီနူးဘားပေါ်ကကိုပိုင်းလော့အိုင်ကွန်လေးကိုနှိပ်ပြီးလဲမေးလို့ရပါတယ်ဆက်တင်ထဲမှာဆိုရင် dark mode ကိုလည်း support လုပ်ပေးပါတယ်ပြီးတော့ကိုကြိုက်တဲ့ keyboard shortcut တတ်မှတ်ပြီးတော့ကြိုက်တဲ့ချိန်မှာ shortcut လေးနဲ့ခေါ်ပြီးမေးလို့လည်းရပါတယ်သုံးမယ်ဆိုရင်တော့ microsoft account တစ်ခုတော့လိုပါတယ် app store မှာအခမဲ့ download လုပ်နိုင်ပါတယ် fine format တော်တော်များများ support လုပ်ပေးထားတဲ့ဒီ application တွေက Apple computer တွေတုံးတဲ့သူတွေအတွက် လိုအပ်တဲ့ထဲမှာတစ်ခုပါဝင်ပါပဲ။သုံးခဲ့ပူသူများထဲမှာဒီ app လေးကရိုးရှင်းပြီးတော့ fine compress လောက်တာနဲ့ a thread လောက်တာတွေအတွက်အရန်လွယ်ကူပါတယ်။ zip file ကိုဖြည့်ခြင်းနဲ့ဆိုရင်လည်းသူ့ပေါ်မှာ double click လေးနှိပ်ပြီးတော့ဖြည့်လိုက်လို့ရပါတယ်။ဖြည့်ပြီးသွားရင်လည်းဘာ pop up မှမတက်တာအရန်ကောင်းပါတယ်။ folder တွေကို compress လုပ်မယ်ဆိုလည်း right click နှိပ်ပြီး compress ကိုနှိပ်လိုက်ရင် zip file လေးပန်းပြီးပြင်ပါပါ။ App Store မှာ comment download ဆွဲလို့ရပါတယ်။ menu bar ပေါ်ကလောလောတဲ့ timer application တစ်ခုဖြစ်ပါတယ်။အချိန်တစ်ခုသတ်မှတ်ခြင်းလေဆိုရင် menu bar ပေါ်က icon လေးပုံမှာ pointer လေးတင်ပြီးတော့အောက်ကိုဆွဲချလိုက်ပြီးအချိန်သတ်မှတ်လို့ရပါတယ်။အဓိကကတော့ timer တစ်ခုသတ်မှတ်ပြီးတတိပိတဲ့အလုပ်ကိုလုပ်ပေးတာပါ။ clock app ထဲကနေ timer သတ်မှတ်လို့ရပါမယ်။ဖွင့်နေရတာနဲ့နေအလုပ်လုပ်ပါတယ်။ဒီ application လေးကတော့မြင်းကြောင်းလေးဆွဲရတဲ့လိုမျိုးအချိန်ကိုသတ်မှတ်လို့ရလို့အရင်အဆင်ပြေပါတယ်။ setting ထဲမှာဆိုရင်လည်း option လေးတွေထားပေးထားလို့အဆင်ပြေလို့ချိန်ညှိပြီးတုံနိုင်ပါတယ် drug sensitivity ကတော့နည်းနည်းလေးဆွဲလိုက်တာနဲ့အချိန်ပမာဏအများကြီးသတ်မှတ်လို့ရအောင်လုပ်ပေးတဲ့ option လေးပါ notification setting တွေလည်းချိန်လို့ရပါတယ် iPhone iPad တွေနဲ့လည်း synchronize လုပ်ပေးပါတယ်โอเคပါဒီ application 6ခုကဘဝကိုပို့ပြီးလွယ်ကူအောင်လုပ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်အကြိုက်ဆုံး application ရှိတယ်ဆိုရင်ပြောပြပေးခဲ့ပါအောင်เนาะဒါမှမဟုတ်ကိုယ်တိုင်းသုံးနေတဲ့အကြိုက်ဆုံး application ရှိတယ်ဆိုရင်လည်းပြောပြပေးခဲ့ပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်